အားလုံးမင်္ဂလာပါခင်ဗျာမေဂန်မောင်ချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့၄ရက်၁၂လ၂၀25ရက်နေ့မင်္ဂလာညညမှာစစ်သည်အနေအဖြစ်ဇယံကြီးနဲ့မုံအဆက်ကစစ်သည်လေးနဲ့စတင်လိုက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်ပြီမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ 3ရက်7လ2025ရက်နေ့မှာတော့နာမည်ကြီးနေတဲ့ဇေယျကြီးနဲ့မုံအဆက်မှာရှိနေတဲ့အကြမ်းမဲ့တောင်းညံသူ KNU ပလတ်ဗရက်အဖွဲ့များကိုစေကုသပေးနေတဲ့အကြမ်းဖက်တောင်းညံသူများကိုအောင်းရာစီကံကိုတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကဂျိုင်းရိုကော်ပရာများနဲ့ဘုံကျဲရှင်းလင်းတုတ်တင်လိုက်ပါတယ်ဒီလိုဘုံကျဲရှင်းလင်းလိုက်တဲ့အတွက်ကြောင့်အကြမ်းမဲ့တောင်းညံသူ9ယောက်ချက်ချင်းသေးခဲ့ပြီးတော့ အများအပြားတိကိုက်ဒံယာရက၎င်းတို့ခိုးအောင်ရာဈေးကန်းသည်လဲပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့တဖကငွေနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာတဖကကတော့ဂျိုင်းရိုကော်ပရာလက်စွမ်းပြခဲ့ပြီလို့ဆိုရမှာပါယမနေ့ကဇီယက်ကြီးနဲ့မုံအဆက် KNU နဲ့ဗရက်အမာကန်ရွာတရွာဖြစ်တဲ့ညောင်မင်းသားရွာ အောင်ကြီးကိုတရင်အတိကျရလို့ဂျန်ရိုကွန်ဘရာနဲ့ဘုံနှလုံးလာကျဲချတာဗရက်စီကန်ကွတ်တီပါပဲစင်မှုအပါဝင်ဗရက်တချို့ကြပါတယ်ထိကျက် ရှယ်ကောင်းတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့တဘုံနဲ့ရောနှောနေတဲ့ရွာဖြစ်လို့အယံသားအထီးကြီးလည်းရှိတာပေါ့ဗျာပြီးတော့လည်းအယံသားဆိုရတဲ့တဘုံအားပေးအနီထောက်ဖို့ရွာကြီးဖြစ်လို့အယံသားလို့သုံးရတာတော့မတန်ပါဘူးရွာသားတော်တော်များများဟာလည်းဗရက်ထဲကိုဝင်ထားကြတာပါ ပြီးတော့ဗရက်တွေကိုဆေးခိုးကုနေတာအခုမှမဟုတ်ပါဘူးမုံမြိုသိန်းတိုက်ပွဲဖြစ်တော့ဒဏ်ရာရတဲ့ကရန်ယူငပွေးတွေနဲ့ဗရက်တွေကိုညောင်မင်းသာရွာတဲ့အိမ်တွေမှာဆေးကန်းဖွင့်ပြီးကုပေးခဲ့တာပါအဲ့ဒီညောင်မင်းသာရွာပရဟိတကားနဲ့လူနာတဲတဲ့ပြီးတော့မုံတိုက်ပွဲမှာလွတ်ရကျွတ်ရကိုထွက်ပြေးလာကြတဲ့ပြည်သူတွေကိုပေးမသွားပဲညောင်မင်းသာဘုံဘုံတော်ကြီးကြောင်းတဲ့အကုံမောင်းသွင်းပြီးဖုံးနေသွင်းလူသားတိုင်းလှုပ်ထားခဲ့တဲ့ရွာကြီးပါဒါကို မုံဒေသခံတွေအကုန်လုံးသိကြပါတယ်ပြောရရင်တော့လုံးဝအန်လရီအမာခံနီပိန်းထောက်ဖို့ရွာစစ်စစ်ကြီးပါအဲရွာမှာအလူတွေပါတွေလှုပ်ရင်ဗရက်တွေပါရောပြီးရန်ခံဥစဉ်ဝကြတာပါကျောင်းတိုင်းဘုန်းကြီးကအစနီဘိန်းအာဘီတွေဖြစ်လို့အဲ့ဒီရွာဘက်စစ်ကြောင်းထိုးရင် အထုသတိထားရမှာပါရှင်းရှင်းပြောရရင်ဘုန်းကြီးစကားတော်မယုံသင့်ပါဘူးဒီဇေယကြီးနဲ့မုံလန်းပိုင်းကအခုထိပြန်မဆက်နိုင်သေးတာ အဲ့ဒီရွာတွေကိုစစ်ကြောမထိုးနိုင်သေးတာလဲပါပါတယ်။အဲ့ဒီညောင်မင်းသာပတ်ချာလဲရွာတွေအကုန်လုံးကဗရက်ဂိတ်တွေနဲ့ဗရက်ရွာတွေကြီးပါ။လမ်းမိုင်းဂုရီပြန်မဆက်နိုင်သေးပါဘူး။ကြောက်ကြီးမြို့နယ်နဲ့ထန်းတပင်မြို့နယ်အဆက်အစွန်အပြားရွာတွေဖြစ်လို့မြို့နယ်အရကြည့်ရင်အရေးမကြီးဘူးထင်ရပေမဲ့လမ်းကြောအရကြည့်ရင်တော်တော်အရေးကြီးတဲ့အချက်ချာနေရာမျိုးပါ။အဲ့ဒီဘက်မှာဆာရည်သူရဲ့မိတ်ဆွေတွေရှိလို့ အဗန်တကြောကအခြေအနေတွေကိုမကြားကျင်တဆုံးရှိနေပါတယ်အခုလဲလိုင်းပေါ်မှာတော့တက်မတော်ကဘုံကျဲသွားလို့အရသားတွေထိတယ်ဆိုတော့တရင်မဲ့တွေ့ရတယ်တကယ်တမ်းဘယ်နေရာကိုအဓိကကျဲကြလဲတခြားအရသားမဟုတ်တဲ့ဘသူတွေကြာသွားလဲဆိုတာတော့မီဒီယာထက်မှတွေ့ရမှာမဟုတ်ပါဘူးဒေသခံတွေကတော့သိကြတာပေါ့လေဒါပေမဲ့လည်းဘသူမှပြန်ပြီးတော့မပြောရဲကြဘူးဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်ရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာအာဆီယံနိုင်ငံကကမကနလုပ်ပြီးတော့ NUG ကိုနိုင်ငံရေးဘောင်နဲ့ပြန်ဝင်ဆန့်အောင်လုပ်ပေးနေတယ်ဆိုတဲ့အသံတွေကြားနေရပါတယ်ဖြစ်နိုင်ဤမဖြစ်နိုင်ဤဆိုတာတဲ့အရင်မလေးရှားဥက္ကရာလက်ထက်မှာလဲသုံးဖွင့်ဆိုင်အခင်းချင်းဖြစ်ဖို့စ조사ခဲ့တဲ့ပုံရိပ်တွေရှိလေတော့ဘလို့ပဲဖြစ်ဖြစ်ဒီပြက်ကဖြစ်တန်စွမ်းများတယ်ပေါ့လေး ာဆီယံနိုင်ငံအားလုံးမဟုတ်ပေမဲ့တချို့အနောက်ရင်းနိုင်ငံတွေကိုယ်တိုင် NUG ကိုပါဝင်စေခြင်းနဲ့ပုံစံမျိုးရှိပါတယ်။ဒါကလည်းဘာမှအလိုကနေ NUG ကိုလော်ဘီလုပ်ပေးရင်းဒီနိုင်ငံတွေအကျိုးအမြတ်ရနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ဒါပေမဲ့သုံးမွေဆိုင်အနေထား NUG ကိုနိုင်ငံရေးလမ်းကြောင်းပေါ်တွန်းတင်တယ်ဆိုတာတက်ထောင်ထဲကလူတွေပါဆက်တွဲခေါ်လာနိုင်တဲ့သဘောရှိပါတယ်။ဒါကြောင့်လည်းတစ်သလုံးရင်ငုံနှုတ်ပိတ်နေလာတဲ့ထိုင်းကအစား ဘွားတော်ကိုလှုပ်ပေးမှဆိုတဲ့စကလုံးတွေ ထွက်လာတာကို ကြည်ရင်သိတာတယ်ပေါ့လေဒီနိုင်ငံမှာမြမဥကောင်းကဒေါ်စုပါဦးသိန်းစင်ရဲ့နိုင်ငံရေးပြောင်းလဲမှုမှာ LND ကိုရွေးကောက်ပွဲပါဝင်နိုင်ဖို့ဥပဒေတွေ ပြုပြင်ပြောင်းလဲပေးခဲ့တာအများကြီးပါသဘောက နိုင်ငံရေးကိုအားလုံးပါဝင်တဲ့အခင်းကြီးမျိုးနဲ့တန်ထွက်ချင်ခဲ့တာဒါပေမဲ့2015မှာ LND နိုင်ငံပြန်တော့လဲနိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲရေးဆိုတာတည်း စစ်တပ်ကိုနိုင်ငံရေးတွေကထွက်နိုင်ဖို့ဆိုတဲ့အနောက်အာဂျင်တာကိုပဲဦးစားပေးခဲ့တာကစစ်ဘက်အရက်ဘက်ဆက်ဆံရေးကိုပိုဆိုးသွားစေခဲ့တယ်လို့ပြောအမှားပါဖွဲ့စည်းပုံပြင်ဆင်ရေးမှာတိုင်းရင်းသားအရေးဖက်ရယ်အရေးထက်သမရဖြစ်လို့တဲ့ပုံမှန်တွေဦးစားပေးခဲ့တာကလည်းပြဿနာပါပဲလူပေါင်းထောင်ပေါင်းကြီးတဲ့လက်နက်ကင်တွေရဲ့ကနဦးအစားလမ်းညွန်စီခိုင်းသူက NUG ဖြစ်လို့မြန်မာနိုင်ငံရေးမှာဘလို့ပုံစံဝင်ဆန့်ကျင်တယ်လဲဆိုတာက စိတ်ဝင်စားစရာပါပဲလူသက်ဖို့ပုံကန်ထကြွဖို့စေခိုင်းထကြတော့ဒီလူတွေနဲ့နိုင်ငံရေးအရာဘလို့စစ်ဆက်ကြမလဲ UNG နဲ့ညှိနှိုင်းပြီးရင်တော့ MOD နဲ့မပါတဲ့ဒေသတွင်းဗရက်တွေကရောဂျားထဲမှာလူသက် မရင်းကျင်းခဲ့ကြတဲ့တရခံတွေရဲ့လာရာကရောဘာဆက်ဖြစ်နိုင်ပါသလဲနိုင်ငံရေးကကြေပြန့်နေဆိုပေမဲ့ပြည်သူတွေအတွက်တမတမတ်ကြရင်တော့ပိုကောင်းပါတယ်တတိယနိုင်ငံတွေကခွေးရိုးပေါက်ကလက်မခံ ဘာမှအက်ကန်နေရလာတဲ့ထောက်ပံ့ငွေကလည်းရက်ဆိုင်တော့မှဆွင်းနှွေးလာတဲ့ဒီတွစ်ဆုံမှုကပြည်သူတွေအတွက်ဖြစ်နိုင်မှာမလား NUG ရဲ့တာဝန်ယူမှုတာဝန်ခံမှုကိုလည်းမြင်တွေ့ခွင့်ရရင်ကောင်းတာပေါ့လေ69အရာရှိငယ်တွေရဲ့ကျောင်းစင်းပွဲဆိုတာတဲ့လက်ရှိရရင်သမ္မတတက်ချုပ်ကြီးရဲ့ကျောင်းစင်းပွဲအခမ်းအနားတက်ရောက်မှုနောက်ဆုံးဖြစ်လာနိုင်မလားဆိုတဲ့အတွေ့ဖြစ်နေမိတာပါပဲဒီဇင်ဘာ28ရက်ဆိုရင်ပရမအကြီး ရွေးကောက်ပွဲကစပါတော့မယ်မြန်မာနိုင်ငံနိုင်ငံရေးကလည်းအခုအပြောင်းအထိန်အကုတ်ကာလတခုကိုကြော်ဖြတ်တော့မယ်ပေါ့နောက်တစ်ဆင့်နိုင်ငံရေးနယ်ပယ်မှာအသက်အရွယ်ရာထူးပါဝါအပြင်တက်ချုံနေရာနယ်ပယ်ကမကစားနိုင်ဘူးလို့တော့မြင်မိတာပါပဲဖွဲ့စည်းပုံမှာကလည်းလူပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းခွင့်ရှိနေတာကလည်းစဉ်းစားစရာပါဘာပဲပြောပြောဒီចောင်းစင်းပွဲက သူ့အတွက်နောက်ဆုံးတက်ရောက်မှုလို့ပဲ မြင်ကြည့်ရမယ်ထင်ပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ဆရာပိုင်စိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာဒီရမိုင်းမှာမလေးရှားနိုင်ငံကကမခဏလုပ်ပြီးတော့ NUG NUCC KNU CNF PNL စတဲ့တော်လိုင်းအဖွဲ့တွေနဲ့တက်မတော်ကိုယ်စားလှယ်တွေကိုတီးကြစီဖိတ်ခေါ်ဆွေးနွေးခဲ့ပါတယ် ရုပ်ကောင်ဖွဲ့ရဒီမိုကရေစီကိုသွားဖို့ဖြစ်တယ်လို့အမေရိကန်ကသူတို့ရဲ့ TV ရဲ့ကြီးညာချက်မှာထည့်ရေးကြတဲ့ကအာဆီယံဘက်ကလည်းဒီပြည်ပကကြီးအမေရိကန်ပြီးဆုံးမဲ့လမ်းကြောင်းဟာလာမယ့်ဒီဇင်ဘာရွေးကောက်ပွဲဆိုတာကိုအတိအမှတ်ပြုလာပုံပါပဲ။ငားနေညာတော်လန်ခဲ့ကြတဲ့ဒေါ်လာရေးအဖွဲ့တွေအနေနဲ့လည်းအချင်းကြလာတာနဲ့အမြအင်အားတွေပြိုကွဲလာပြီးရည်တည်ဖို့ခက်ခဲလာကြသလို့ ဓမ္မရောကအတင်းထုံးစစ်စီရင်လဲမြို့ရွာတွေစစ်တမ်းခံရမဲ့အလားလာရှိနေပါတယ်ဒီတော့ဝင်းဝင်းအခြေအနေဖြစ်စီဖို့အာဆီယံကဂျောင်းဝင်ဆစ်ဆက်ပေးလိုပုံလဲရပါတယ်လက်တွေမှာဓမ္မရောဘက်ကတော့905အကျဉ်းသားတွေပြန်လိုပေးတာပယ်ဖြတ်ပေးတာတွေဆောင်ရွက်ပြီးသဘောထားကြီးမှုကိုပြန်သားခဲ့သလိုမလေးရှားရဲ့ဖိတ်ခေါ်မှုကိုလည်းတက်ရောက်ဆွေးနွေးပေးခဲ့တဲ့အတွက်တကယ့်ကိုငြိမ်းချမ်းရေးအလေးပေးလှုပ်ဆောင်နေတာပေါ်လွင်ပါတယ် တစ်ဖက်မှာတော့ဒေါ်လာရင်းအဖွဲ့တွေကတမ်ပရွန်နဲ့ဆွေးနွေးတယ်ဆိုရင်အသက်ပြပြတိုက်ခိုက်ခဲ့ကြတဲ့ဘရက်ဒီရဲ့ညဉ့်ညင်မှု အလူငွေတွေထက်ဝင်ခဲ့ကြတဲ့ပြည်သူတွေရဲ့စိတ်ပြည့်ဆဲဆုံမှုတွေခံရမှာဆိုတဲ့အတွက်တမ်ပရွန်နဲ့မဆွေးနွေးခဲ့ပါဘူးလို့အသေးအတန်ညင်းချက်တွေထုတ်နေတာတွေ့ရပါတယ်။တိုက်ရိုက်မဆွေးနွေးရဘူးဆိုပေမဲ့တစ်ဖက်နဲ့တစ်ဖက်ပြောညင်နဲ့ပြောလို့တဲ့စကားတွေကိုမလေးရှားဂျာကန်ကညီပြောရတာဖြစ်တဲ့အတွက်အတူတူပါပဲ။ အဖြစ်နိုင်ဆုံးဆွေးနွေးလို့ရမှာကနိုင်ငံတော်အနေနဲ့သူတို့အပေါ်ကြေညာထားတဲ့ကြေညာချက်တွေပြန်ရုပ်သိမ်းပေးဖို့အုပ်ချုပ်ရေးဒေသတွေသတ်မှတ်ပေးဖို့နဲ့ရွေးကောက်ပွဲအလွန်ဒီမိုကရေစီလမ်းကြောင်းကိုကြားဖြတ်ရွေးကောက်ပွဲတွေနဲ့ဝင်ရောက်နိုင်ဖို့ပဲရှိပါတယ်။နိုင်ငံရေးအကျဉ်းသားတွေပြန်လည်လွတ်မြောက်ဖို့တောင်းဆိုလို့နိုင်ငံတော်အနေနဲ့ညဉ့်ညံ့ရေးကိုငှက်ွယ်ပြီးဒေါန်ဆန်းစုကြည်အပါအဝင်နိုင်ငံတွေကိုပြန်လွတ်ပေးဖို့ဆိုတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ လေလုံးကြီးကန်းကြသလိုတက်မတော်ကိုဖယ်ရှားပစ်လို့လဲရမှာမဟုတ်သလိုရွေးကောက်ပွဲကိုပယ်ဖြတ်ဖို့လဲမရနိုင်ပါဘူးပြောရမယ်ဆိုကြာသနာမှနွားချမ်းသာရမယ့်အဖြစ်မျိုးပါဒီတော့တော်လန်ကြီးအဖွဲ့တွေကနိုင်ငံတကာဖီအားတွေအာဆီယံဖီအားတွေကြောင့်တက်မတော်ကမဖြစ်မနေဆွေးနွေးလာရတဲ့ပုံစံမျိုးပုံဖော်နေကြပေမဲ့တကယ်လက်ရှိမြေပြင်မှာတော့တက်မတော်ဟာညဉ့်ညံ့ရေးလမ်းစဉ်ကိုလိုလားလို့သာဆွေးနွေးမှုတွေဆောင်ရွက်ခြင်းဖြစ်ပါတယ် လက်ရှိ UNG ထဲမှာတော့အကွဲအပြဲပေါင်းများစွာနဲ့ပန်ဆယ်လိုလိုထောက်ဖို့သမားတွေတောင်နေလားညာလားမသိတဲ့အနေအထားမှာတက်မတော်က UNG ကို တွေ့ကျင်တာလား UNG ကတက်မတော်ကို တွေ့ကျင်လို့စစ်ဆက်ပေးဖို့တောင်းဆိုသလားတွေ့ကြည့်ပေါ့လေစစ်ဆက်ပွဲကတော်လိုင်းရင်သမားတွေအတွက်ထွက်ပေါက်စစ်စစ်ပါတဒလုံးအကျမ်းမဘွားနဲ့ရေမြောကန်းနေမဖြစ်ချင်းရင်ရအောင်ညှိနှိုင်းပြီးပြည်တွင်းပြန်ဝင်လာကြလိမ့်မယ်လို့ လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ geopolitics အရမန်ဖွဲ့ရေးသားတဲ့နိုင်ငံအသီးသီးရဲ့မျိုးသားရေးချင်းချောက်မှုအဖြစ်ပုံဖော်ခံလာရတဲ့ကြားပြန်ကင်စာဆဲနှစ်သုံးဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာကြားပြန်ဟာနိုင်ငံရဲ့အမျိုးသီးအမျိုးသားအကျိုးစီးပွားချင်းချောက်မှုတရက်အဖြစ်စတင်ပုံသွင်းခံခဲ့ရတာအိန္ဒိယနိုင်ငံကြီးစီမအရင်ဖြစ်ခဲ့တာပါ မြန်မာနယ်စပ်ဒေသတွေမှာမြန်ဆက်ဖြတ်ကျော်ငွေလိန်လုပ်ငန်းတွေလူအခွင့်အရေးချိုးဖောက်မှုတွေမွေးစင်းဝါလုပ်ငန်းတွေဟာတိအိန္ဒိယနိုင်ငံသားတွေရဲ့ပိုင်ဆိုင်မှုတွေကိုဒီပန်းနေကြောင်းနှစ်အချို့အလိန်ခံရသူတွေဆိုရင်မိမိကိုမိမိစူဆိုင်လုံသွားကြကြောင်း၃အငိမ့်စားပင်စင်စားဝန်ထမ်းကောင်းတွေလည်းတဘွားစာစူဆောင်းထားတာတွေအလိန်ခံရကြောင်းခိုင်းတွေထဲမှာလည်းညှဉ်းပန်းနှိပ်စက်ခံရကြောင်း စတဲ့သတင်းတွေကနေတဆင့် မြမကြားပြန့်ပြဒနာဟာသူတို့နိုင်ငံတော်ရဲ့အမျိုးသားအကျိုးစီးပွားကို ထိပါနေကြောင်းအ мян ဆုံးရှင်းလင်းတင်ကြောင်းအတွင်းစည်းထဲမှာမြူဆွဲတရင်ဖြန့်တာရည်ရွယ်ချက်ရှိကြီးအချက်လက်တင်ပြတာမျိုးခံခဲ့ရပါတယ်ဒီဇန်ညွန့်ရဲ့တကယ့်တန်ဖိုးအမြင့်ဆုံးအပိုင်းကတော့2020အောက်တိုဘာလ20ရက်10နှစ်ခွန်မစတင်ပြီးတပတ်အလိုမှာ ဥမီရှောက်ချန်းတရားမဝင်လက်ပတ်နေတဲ့တိုက်တွေထဲမှာအစုလိုက်တပ်ပြက်မှုကြီးဖန်တီးလိုက်တဲ့ဇက်ွက်ပါဒါကြောင့်မြည်မိသားစုကိုအစောဆုံးဝရမ်းထုတ်ပြီးလက်ရှိမှာ အစောဆုံးပြစ်ဒဏ်ချခဲ့တာပါဖြစ်စဉ်တွေဟာအစီအစဉ်တကျဖြစ်လာခဲ့တာမို့ဇညွန်းအတိုင်းလိုက်ပါသွားပြီး MNDAA ရဲ့တစ်စဲနစ်ခွန်စစ်စီရေးကိုမတိသလိုမဆိုင်သလိုနေပေးလိုက်တဲ့အခါအချို့ တိုင်းပြည်အနယ်စစ်ဘက်ကျွမ်းကျင်သူတွေနှီးပညာနဲ့စင်နီးဗျူဟာပိုင်းထိမ့်ပေးကြတဲ့အခါအမြန်ဆုံးနယ်မြေတွေသိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။တကယ်တော့နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုချိန်ချောက်လာပါတယ်လို့အသိရသွားစေတဲ့မြန်မာနယ်စပ်ကငွေလိမ်လုပ်ငန်းတွေကိုသာကင်တွယ်ဖို့ရည်ရွယ်တာပါ။ဒီထက်မှကိုကန့် BGN နဲ့ပြည်သူစစ်တွေကတော့ပြစ်မဲ့အဖြစ်ထင်ထင်ကြီးရှိသွားခဲ့ကြပါတယ်။လက်တွေ့မှာတော့ မဒမာသူတွေဟာ၁၀နှစ်ခွန်မိဘကိုမြန်မာနိုင်ငံအနှံ့အပြားမှာလိုက်ရှူရင်းကနန်းအမျိုးမျိုးနဲ့ကြိုတင်စီစဉ်ထားတဲ့ပုံကံစစ်တွေဖြစ်လာပါတယ်။ရှမ်းမြောက်ပြီးတော့စင်ရတွေအလုံးကရင်နီကရားကရားပြီးတော့ရခိုင်ဘက်ရွှေရခိုင်ဘက်မှာမြို့အလုံးပါသွားတော့ကရင်ပြည်နယ်ဘက်ဇန်ညွအရဒေသတခုကိုသိမ်းပြီးရင်နေမြေထိန်အင်အားသာခြံပြီးကြံစစ်တိုက်နိုင်တဲ့အင်အားတွေဟာကြားခွက်ရွှေ့သလိုရွှေ့ရွှေ့သွားပါတယ် migration or camper for တွေဖြစ်ခဲ့ပါတယ်ဒီ brand တွေဟာ uniform သာပြောင်းသွားပြီးနေမြေရွေ့နေပြီမဲ့လူမပြောင်းပါဘူးဒါဟာ federal army တနည်းနိုင်ငံဖြတ်မဲ့ black soldier ကိုဒေသအသီးသီးနဲ့ယင်းနီအောင် internally display soldier model ပေါ်ခဲ့တာပါဒီလိုပြည်ပြည်စုံတဲ့ဇညုမျိုးမကြုံဘူးတဲ့အခါအုတ်ချုပ်သူ အင်အားစုဘက်ကရသမရနီးနဲ့ဆန်းစင်ရဂျပွေးလိုက်တုံးပြန် နိုင်ခဲ့ရပါတယ် ဥမမာမှတ်ပုံတင်ငါးမြင်းဆောင်ဂိုင်ထားရင်ဘယ်မသွားရဘူးဆိုတာမျိုးဒေသအလိုက်ရွှေပြောင်းစစ်သားကိုကြက်မက်ယုံပဲလုံနိုင်ခဲ့တာပါ မြေပြင်မှာတော့သိမ့်မိုက်ထားတဲ့နေမြေတွေဟာထောက်မရေးလမ်းကြောင်းကွင်းဆက်ကြီးဖြစ်ပြီးဒေသတစ်ခုမှတစ်ခုကိုလွတ်လပ်စွာရွှေပြောင်းစစ်တိုက်နေခဲ့ကြတာပါပဲဒီလိုနဲ့နိုင်ငံနဲ့အစီအစဉ်ကြတဲ့တိုက်စစ်မိွားတွေမြင်မှသူကြုံနေရတဲ့ပြဿနာဟာသူ့အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေတဲ့ တာမန်ငွေလိန်ကိုင်းလုပ်ငန်းပြဿနာမဟုတ်ပဲသူ့ရဲ့ BRI China Link သွေးကြောကို သူကိုယ်တိုင်ဓာတ်နဲ့ထုတ်လှီးလိုက်တာဖြစ်ကြောင်းရိပ်မိလိုက်လာတာပါပဲအဓိက turning point တွေကတော့ MNDAA နဲ့အပေါင်းအပါတွေကလာရှုမျိုးကိုအာခံသိမ့်ပိုက်လက်ယုံတာမကမြမအမည်ပေါ်က BRI လမ်းကြောင်းကြောက်ဖြူမန္တလေးမူဆယ်ရဲ့ဘိုးချက်မန္တလေးကိုချင်းချောက်လာတာမူဆယ်ကိုဝိုင်းပိုက်ပိတ်ဆို့လာတာ ကြောက်ဖြူနာကိုကတ်လာတာစတဲ့အချက်တွေပါပဲအဲ့ဒီကာလမှာအုတ်ချိုရီထိပ်ပိုင်းကအစတစင်နစ်ကွန်ဂျေးစန်ဒရုံမောင်းစစ်သား6000ကျော်ပါတယ်လို့ဘာတို့အထီးမိန်ကွန်းပြောခဲ့ကြတာပါတာမန်အပြင်တော့အိန်းကြီးချင်းဟာမြမအမေကိုထိအောင်ပောက်တဲ့ဂဲလုံးဆိုတော့အမြင်မှားလောက်စေရပါပဲတကယ်ဂဲပြည့်သူဟာနောက်မှရှိကြောင်းအထက်ပါအကြောင်းအရာတွေကို 2024ဇန်နဝါရီလကစပြီးတော့ကျွန်တော်မပြတ်ရေးသားခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပဲမန္တလေးပြည်ဦးလူစစ်နိုင်ခဲ့တာပါ။လက်ရှိအခြေအနေအတိုင်းတောင်ခမ်းမှသည်နောင်ချိုလာရှိုးအထိပြန်ဆယ်နိုင်ခဲ့တာပါပဲ။အဲ့ဒီလေဘက်မှုတွေနဲ့နီးနီးဆက်ဆက်တီးခွင်ရခဲ့တဲ့တောင်ဝန်ထမ်းဆောင်မှုတစ်ခုရဲ့ပင်ကိုဗီဇအရဆက်ဆက်တွေးခေါ်တတ်မှုရဲ့ သင်တန်းတွေမှာမိမိကိုမိမိဝက်ထရိန်းလုပ်ထားတာရဲ့ကြောင့်အချိန်မီဆက်ဆက်တွေ့နိုင်ခဲ့ရင်နောက်ကွယ်မှာတိတ်ဆိတ်လက်ပတ်နေတဲ့မြမဂေါရီယန်နှုတ်ကိုဖျက်ထုတ်နိုင်ခဲ့တာမဟုတ်ပါလားနမတေကငွေလင်ခိုင်းတွေဟာတရုတ်နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုချိန်ချောက်နေတယ်ဆိုတဲ့အစင်မနမနှစ်အမေရိကန်နဲ့ဥရောပရဲ့အမျိုးသားအကျိုးစီးပွားကိုချိန်ချောက်နေပါတယ်ဆိုတဲ့အစင်တို့ကူးပြောင်းလာခြင်းလောက်ကိုင်းမူဆယ်ဝတ်နဲ့မိုင်းလာနေတွေထဲမှာ အယုတ်နိုင်ငံနဲ့ထိစပ်ပြီးအနာစုံနဲ့ရှိနေတဲ့ဒေသတွေကငွေလိန်ကိုင်းတွေကိုချိန်မုံလိုက်တဲ့အခါကမ္ဘောဒီးယားလာအိုနိုင်ငံတွေဘက်ပြန်လဲစီးဆင်းသွားခဲ့သလိုထိုင်းလန်ကျောင်းကနေကင်ဘီနယ်ဘက်ကိုလည်းစီးဝင်လာပုံပေါ်ပါတယ်။ဒါကိုစောင့်ကြည့်နေတဲ့သုတေသနအဖွဲ့တွေရဲ့အဆိုအရ30နှစ်ခွန်နောက်ပိုင်းကရင်ထိုင်းနယ်စပ်မှာလုပ်ွက်တွေတိုးလာတယ်လို့ဆိုပါတယ်။တရုတ်ဘက်ကအွန်လိုင်းငွေလိန်လုပ်ငန်းကိုအမျိုးသားရေးချင်းချောင်းမှုအဖြစ်သတ်မှတ်အရေးယူခဲ့တာ လက်လွန်ပြီးတဲ့နောက်ငွေလိန်လုပ်ငန်းတွေဟာလည်းပြတ်မှတ်ဒေသပြောင်းလဲသွားပါတယ်။အရင်တရုတ်နိုင်ငံသားတွေကိုပြတ်မှတ်ထားလိန်ရာကနေဥရောပနဲ့အနောက်နိုင်ငံသားတွေကိုဥတီလိန်လေဖို့ဆောင်ရွက်ကြတာပါ။ဒါကိုသူတို့ကမျိုးချစ်ကြားပြန့်လို့ခေါ်ကြပါတယ်။သဘောကတော့တရုတ်နိုင်ငံသားလိန်လေသူတွေဆိုပေမဲ့အရင်ကလိုမိမိနိုင်ငံသားကို မလိန်ဘူးအခြားဥရောပဘက်လက်လိန်မယ်ဆိုတဲ့အတိတ်ပဲပါ တစင်းနှစ်ကွန်ပရမလိုင်းပြီးတဲ့နောက်ပိုင်းကင်းပြီးနေတဲ့ကငွေလိန်လုပ်ငန်းတွေဟာတရုတ်နိုင်ငံသားတွေဘက်လုံးဝမလှဲ့တော့ဘူးလို့ပြောကြပါတယ်။နောက်နောက်ကွယ်ကနေလက်မဲ့အဖွဲ့တွေကမြန်မာနိုင်ငံမြောက်ပိုင်းကငွေလိန်လုပ်ငန်းတွေကိုလိုပဲတောင်ပိုင်းကင်းဒေသကငွေလိန်ဂိုင်းတွေကိုပါတရုတ်ရဲ့အစီအမံနဲ့ဖြိုခွင်းဖို့အကွက်ချလာပါတယ်။ အဲ့ဒါကြောင့်တရုတ်နှစ်တည်ကူးကာလမှာတရုတ်နိုင်ငံသားမော်ဒယ်တွေတရုတ်ဆောင်တွေ celebrity တွေထိုင်းကိုအလဲလာရာကကင်းပြည်နယ်ဘက်ကူးသွားပြီးပျောက်ဆုံးသွားကြောင်းကင်းပြည်နယ်ကငွေလိမ်ကိုင်းတွေအထူးသဖြင့် BGF DGB စိုးမိုးလုတ်ကွက်တွေကိုနှိမ်နှင်းဖို့လိုကြောင်း KNU ကပူးပေါင်းပေးမယ်ဆိုတဲ့အကြောင်းသတင်းစကားမျိုးစုံနဲ့သတင်းငစာချခဲ့ကြပါတယ်ကိုကန့်ခေါင်းဆောင်တွေကိုဖမ်းပြီးလွှဲပေးသလို BGF ခေါင်းဆောင်တွေကိုပါလွှဲပေးစီတဲ့အစီအမံပါ ဒီလိုမျိုးဘုံမှုကြီးစွန့်ချစ်သူတို့ကို လွှဲပေးရင်ကိုကန့်လိုခေါင်းပြောက်သွားတဲ့ BGF နဲ့ DGB အမြန်ဆုံးပြိုကွဲသွားမှာပါပဲပြိုကွဲရင် ဖြစ်လာမဲ့ပါဝါလေဟာနယ်အနာလေဟာနယ်တွေကို KNU KNL ဘရက်တွေအလွယ်တကူဝင်သိမ်းမယ်မွန်ကရင်တလင်းနာကြီးတောင်ပိုင်းကိုဖျက်တောက်ထားမယ်ဆိုတဲ့လမ်းစဉ်မှာ သို့သောတရုတ်နိုင်ငံဘက်ကရောမြန်မာအစိုးရဘက်ကပါဒီအစီအစဉ်တွေကိုကြိုတည်ထားပြီးဖြစ်တဲ့အတွက်တရုတ်ဘက်ကအရင်လိုပြင်းပြင်းထန်ထန်တောင်းဆိုတာမလုပ်တော့ပါဘူးမြန်မာအစိုးရဘက်ကလည်းစိုးရိမ်စိတ်လွန်ခဲ့ပြီး PDF အဖြစ်တောင်းဝန်မထမ်းဆောင်တော့ပဲ KNY အဖြစ်ပြောင်းပြီးတော့ကြားနေမယ်ဆိုတဲ့စောချစ်သူတို့ကိုပြန်လဲဆွဲခေါ်ထားနိုင်ခဲ့ပါတယ်ဒီလိုအချက်တွေကြောင့်ပဲအနောက်အစိုးရရဲ့ Google Model တောင်ပိုင်းခွဲထုတ်ရေးအစီအစဉ်ကြာရှုံးခဲ့ကြပါတယ် မေရိကန်ရဲ့အမျိုးသားအကျိုးစီးပွားကိုချိန်ချောက်လာပါပြီဆိုတဲ့ငွေလိန်ဂိုင်းတွေဒါကြောင့်ငွေလိန်လုပ်ငန်းတွေကတရုတ်နိုင်ငံရဲ့အမျိုးသားရေးကိုချိန်ချောက်တယ်ဆိုတဲ့အစင်းမအမေရိကန်နဲ့ဥရောပရဲ့အမျိုးသားရေးကိုချိန်ချောက်ပါတယ်ဆိုတဲ့အစီအစဉ်ပေါ်လာခဲ့ပါတယ်စီစဉ်နှစ်ကတော့အမေရိကန်ကိုယ်တိုင်ဝင်ပါလာတဲ့လမ်းပါ ဒါကြောင့်ငွေလိမ်ကိုင်းတွေကအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ်လည်နေပြီးအမေရိကန်ရဲ့အမျိုးသားအကျိုးစီးပွားကိုချိန်ချောင်နေပါပြီဆိုတဲ့ခေါင်းစဉ်ပြောင်းလာပါတယ်။အမေရိကန်အစိုးရရဲ့နောက်ဆုံးထုတ်ပြန်ချက်မှာမြန်မာထိုင်းနယ်စပ်ကအွန်လိုင်းငွေလိမ်ကိုင်းတွေဟာအမေရိကန်နိုင်ငံသားအများအပြားကို ပြစ်မှတ်ထားတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းကွန်ရက်ကြီးအဖြစ်ကြီးထွားလာတာနေ့စဉ်အမေရိကန်ဒေါ်လာ7ဘီလီယံခန့်ဆုံးရှုံးနေတာနေကြောင်း အဆိုပါနိုင်ငံကရာဇဝမှုကြီးကို ကျူးလွန်နေတဲ့နိုင်ငံဖြတ်ကျော်တရုတ်ရာဇဝဂိုင်းများကိုအမေရိကန်အစိုးရကစတင်နှိမ်နှင်းတော့မယ်ဆိုတာမျိုးပေါ်ပြလာခဲ့တာပါအဲ့ဒါကြောင့်ပဲအုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြေးမန်တိုင်း၃ရက်လုံးအစုံအညီနဲ့ဖွဲ့စည်းထားတဲ့ Strike for အဖွဲ့ဖွဲ့စည်းပြီးအင်ဒီဂျင်းတိုင်းကို ရောက်ချလာတာပါပဲဟုတ်ကဲ့ နောက်ထပ်ဆက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြမေးချင်တာကတော့လက်နက်ကန်အဖွဲ့အစည်းတွေဘယ်ကရတဲ့ငွေနဲ့လက်နက်ကန်ပြီးတော့တိုက်ခိုက်နေနိုင်တာလဲဆိုတာနဲ့ပတ်သက်ပြီး geopolitics အရမ်းရေးသားတဲ့အရင်တူလေးပဲဖြစ်ပါတယ်ခင်ဗျာအစဉ်နှစ်ခုစစ်အတွင်းမှာ TNL ဟာလက်နက်အကြွေးတခုနဲ့ဒေါ်လာဘီလီယံချီကုန်တယ်ဒီကုန်ကြစရိတ်မှာကြံခဲ့တဲ့ထောက်ပံ့ပို့ဆောင်ရေးဈေးတွေမပါသေးပါဘူးကုန်ကြစရိတ်အလုံးတွက်ရင် TNL ရဲ့စစ်သုံးဈေးဟာ ဘီလီယံ10နားလို့သတ်မှတ်ကြည့်လို့ရနိုင်ပါတယ်။ဒါတော့ DNL ဟာ KIA AA နဲ့ပေါင်းပြီး MNDAA အနိုင်ရတဲ့စီးရေးလိုင်းကိုစီးရင်မြုပ်သိမ်းခဲ့တာပါ။ MNDAA ရဲ့စစ်သုံးစိတ်ကပုံများဖို့ပဲရှိပါတယ်။အခုထိစစ်ကိုဆွဲထိန်းထားနိုင်တဲ့ AA ဆိုရင်ဇိတ်ပုံများမယ်တင်ပါတယ်။ AA ရဲ့စစ်စိတ်ဟာဘိန်းကုံတွေကြီးကအဓိကရပါတယ်။ KNA ကရှိသမျှတွင်းထွက်တွေမူရည်ဈေးတွေကရပါတယ် MNDA နဲ့ DNLA စစ်စိတ်ကဘယ်ကရတယ်လဲ NASA ကဥက္ကရာကတော့ NUG တဆင့်ခံပြီးအနောက်အုပ်စုကရတယ်လို့ပြောထားတယ်ဒါအပြင်ကြားဖြန့်လိန်လေရငွေဒေါ်လာဘီလီယံချီကိုဘိုးဘိုးအောင်စတိုးအောင်ခရစ်တိုကရင်စီကနေလုံလိုက်တာက နေလဲရလိုက်ပါတယ် CIA နဲ့နှီးစက်တဲ့အချား ရစ်ယာန်ဘာသာဝင်လက်နက်ကင်တွေဖြစ်တဲ့ K3C ကရောဘယ်ကငွေနဲ့စစ်တိုက်ကြတာလဲဆိုတဲ့အကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြင့်ဆီယမ်မိုးတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့ရွေးကောက်ပွဲနီးလာပြီးဆိုတဲ့သတင်းဆောင်ပါလီနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာအသက်9နှစ်လောက်ကကိုမိုက်ကယ်ဆိုတဲ့ခရန်တီဆရာစီမှာခရန်တီစတင်ဘူးပါတယ် ကိုမိုက်ကေကသူ့အကိုကိုမစီဟောင်ကောင်ကိုအပြီးသွားတော့မှဖြစ်လို့မသွားခင်ကိုကံပညာလေးနည်းနည်းသင်ထားဆိုပြီးကိုရိုအိမ်မှာလာသင်ပေးလို့ဘေးကနေဝင်ရောက်ခဲ့တာပါ1992ခုနှစ်လောက်ကပေါ့လေအဲဒီနောက်1994လောက်မှာဂျူရိုကျော်စိန်ဆိုတဲ့ဆရာစီမလက်ဝိတ်ကင်တိုအာဂီရိုဆိုတဲ့ကိုကံပညာဆက်ပြီးတော့သင်ခဲ့ပါတယ် ဂျူရွန်ဂျွန်စိန်နဲ့တော်တော်လေးအခြေခံရအောင်တင်ပြပါတယ်အထူးသဖြင့်လက်ဝဲပညာကိုပါ16အောင်စလက်ဝဲအကြီးနဲ့မနိုင်မနှင်းလေ့ကျင့်ကြရတော့အသက်ကြီးလာတော့လဲလက်သီးကမြန်နေတာပါဒေါသဖြစ်ရင်လက်သီးကထွက်သွားပါပြီလက်သီးမှာထိုးခံရတဲ့သူတွေရဲ့သွားနဲ့တီလို့အနာရွတ်တွေအခုထိရှိပါတယ်1980ဆယ်ရန်အောင်တော့38လမ်းတဲကကွန်မှုဆရာဦးစိုးမြင့်စီမှာ ကပတ်ကုံအောင်နှစ်ကြီးကုမှုပညာသင်ခဲ့ပါတယ်အဲ့တော့ထစ်ခနဲဆိုလက်ကပါသွားရောရန်ကုန်မြို့လေကဂုံရုပ်ရှင်ယုံဘေးကတိုက်ခန်းအပေါ်ထဲမှာမြမအတိုင်းဆရာဥချစ်သန်းနဲ့လဲဘန်တိုဘန်ရှီမြမအတိုင်းတင်မှုပါတယ်ဗျောင်းမြန်မောင်လေးလိုနာမည်ကြီးတဲ့တိုင်းမြောင်းမြန်ဆရာကြီးဥမောင်လေးရဲ့ပယ်ခုတ်မခွဲပညာလဲလေ့လာခဲ့မှုပါတယ်လဝေကလက်မြန်ပြီးတော့ကွန်ဘူးက6တန်ပါတယ် မြမတိုင်းကအရှောင်းအတိမ်မြန်တော့ရံဖြစ်ဖို့မကြောက်တော့ဘူးဖြစ်သွားပါတယ်တယောက်ချင်းရောအုံးစုလိုက်ရောတယောက်နဲ့အများရော အကုန်ဖြစ်ဘူးပါတယ်အဲ့ဒီကာလကတန်လက်သီးတွေရှိတယ်ကိုက ကိုရင်သဲပုံပေါ်မှာ မိုချပြီးစိတ်ကြိုက်အလူမီနီယံနဲ့လှုပ်ထားတဲ့တန်လက်သီးအမြဲဆောင်ထားပါတယ်အလူမီနီယံတန်လက်သီးကကြီးတို့တန်တို့နဲ့လှုပ်ထားတဲ့တန်လက်သီးတဲ့ပော့ပါတယ်အဲ့တော့မြင်းကိုဂျွတ်တက်ပေးထားသလို့ ကြိုက်တဲ့သူလာခဲ့ဆိုတာမျိုးဖြစ်သွားတာပေါ့တို့ပေမဲ့တဏ္ဍသီဆောင်ပြီးတခါပဲအုတ်စုလိုက်ရင်ဖြစ်ဘူးပါတယ်ကြံတဲ့အချိန်တိုင်းဗလံလက်သီးနဲ့ပဲဆော်တာပါအခုတော့အသက်လဲကြီးပြီဆိုတော့စိတ်တွေရှော့ချထားလိုက်ပါပြီဒါတော့ဂုဋ္ဌိငယ်စိတ်ကတော့မပြောက်ချင်သေးပါဘူးမဟုတ်ကဟုတ်ကဆိုဝင်ပါခြင်းတော့မြန်မာနိုင်ငံရွေးကောက်ပွဲကဒီလာထဲမှာလုတ်ပါတော့မယ် မဲဆွဲတဲ့သူတွေလည်းသူတို့ကိုသူတို့ပါတီကိုပဲမဲထဲကြဖို့အပြန်ပြောမဲဆွဲနေကြတော့ဘယ်သူကဗာရွယ်ချက်ရှိလဲဆိုတာကြည့်မိပါတယ်။တကံဘူးလက်လှဆွေလိုလူသည်များကြတဲ့ကြံ့ခိုင်ရေးကဥလှဆွေမဲဆွဲတာဦးသိန်းစိန်လက်ထက်ကလက်ထက်မှာကားတွေ၃စီးတရာဖြစ်ခဲ့တယ်။ရွေးကောက်ပွဲ ဖြစ်လို့ရွေးကောက်ခံအစိုးရဖြစ်လာရင်အဲ့ဒီလိုပြန်ဖြစ်မယ်လို့ပြောခဲ့တာကြည့်လိုက်ရပါတယ်။ကြံ့ခိုင်ရေးမဲဆွဲတာ တချို့မှာကာဗာမိတွေပြန်ချပေးမယ်ဆိုတဲ့အတန်တွေကြမ်းရတယ်။ဆက်ဆက်လိုက်ရင်တော့ကြံ့ခိုင်ရေးရဲ့ policy ထဲမှာကာဗာမိပြန်ချပေးမယ်ကိစ္စပါမယ်ထင်တယ်လို့အကြံပြင်တွေးမိပါတယ်။ဟုတ်မဟုတ်တော့စောင့်ကြည့်ရမှာပေါ့လေ။သုံးစီးတရားအခြေအနေအထိပြန်မလို့ခြင်းမှာဘူး။သုံးစီးတရားဆိုတာစက်မှုစုံထုတ်ခွေးဘလူး hijack တွေကိုပြောတာပါ။ဂျပန်ကားတွေအဲ့ဒီအချိန်ကဒဇီးကို100 115 150ဆိုနာမည်ပေါက်အသည့်ရှိုးရုံးကဝယ်လို့ရတယ်ပြောတာပါ နောက်ဆိုးရလက်ထက်တစည်း100လောက်ဓမ္မမုတ်200လောက်နဲ့ရမယ်ဆိုရင်လဲဂျင်းနဲ့ဆရာပေါ်လို့တကယ်အဲ့ဒီကိစ္စလုံးချင်ရင်သိမခန့်ပါဘူးအစိုးရအဆက်ဆက်ကကားပါမိထိန်ချုပ်လှုပ်ရှားခဲ့ကြလို့ကားစည်းတွေကြီးနေတာပါ တခုတော့ရှိတယ်အခုချိန်ကားစည်းကြဖို့ဆို ကားပါမိချပေးယူနဲ့မလွယ်ပါဘူးဒေါ်လာပါထိန်နိုင်မှရမှာပါ ဒါမှမဟုတ်တချမ်းငွေမြန်မာကျပ်နဲ့ဝယ်လို့ရအောင်လုပ်ဖို့လုံနိုင်တဲ့အရေးချင်းရှိတဲ့သူတွေအစိုးရအဖွဲ့တွေပါရင်တော့ရနိုင်ပါတယ်ဒီတော့ကြံ့ခံရေးသာနိုင်ရခဲ့ရင်စက်ညင်ဘက်တွေမဲမပေးရင်သူတို့ပဲနိုင်မှာပါ ကားစီးတွေကြမယ်လို့ယူဆလို့ရပါတယ်ကားစီးကြရင်ကျွဲကူးရေပါဆက်ဆက်တာတွေလည်းကြလာပါလိမ့်မပေါ့မဲဆွေတာတွေကမဲရဖို့ဆွေတာဆိုတာမျိုးတော့မဖြစ်စေချင်ပါဘူး တချို့ကိစ္စတွေကမြေပြင်မှာတကယ်လိုအပ်တဲ့အရာတွေဖြစ်နေပါတယ်။ကျန်းခံရေးဥက္ကရာဥက္ကီကတော့သူပြောတဲ့အတိုင်းမဖြစ်ရင်လက်သီးနဲ့ထိုးဆိုတဲ့အထိအခိုင်အမာပြောနေတာကိုလည်းတွေ့ရပါတယ်။ဘယ်သူနိုင်နိုင်သဘုံကိစ္စတွေကို အပြည့်ရှင်းမယ်ဆိုတဲ့အခြေခံသဘောထားအလုံး တူနေဖို့တော့လိုပါတယ်။ကြားရတာမိုးကုတ်ကိစ္စကို TNLA ကကလဖန်လာထိုးနေတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံကဘယ်သဘုံကိုမှမယုံတော့သလိုအလိုလဲမရှိတော့ပါဘူး။ ဘယ်ပါတီပဲဖြစ်ဖြစ်အစိုးရပဲဘယ်ပါတီပဲဖြစ်သွားပြီးတော့သဘုံကိစ္စမစင်စားဘူးဆိုနောက်တစ်ခေါက်ဘယ်တော့မှမဲမပေးချင်တယ်လို့လိုက်စည်းရုံးရမှာပါလိုအပ်ရင်2030မှာကိုယ်တိုင်လွတ်တော်တဲ့ဝင်ထိုင်ပြီးတစ်ချိန်လုံးအစိုးထိုင်တင်နေပါမယ်မဖြစ်နိုင်တာတွေပြောပြီးမဲရအောင်တော့မလုပ်ကြစေလိုပါဘူးရက်ွက်ထဲမှာလဲตาเยนาเยคอมเมดี้เปลี่ยนยวยกอบเวดีลาได้ลงมั้ยตะโจบิวโรคราซีเล็ดแท็กก็ ပလိတ်တွေလုတ်ရက်ဆန်းဆန်းလုတ်ထားတဲ့ကိစ္စရှိထားပါတယ်။အဲ့ဒီကိစ္စလေးနောက်လူကိုမပြောင်းခင် ရှင်းပေးဖို့တော့တောင်းဆိုထားပါတယ်။သူတို့ပလိတ်ကြထားတာခံရတာကိုဖြစ်နေပါတယ်။အောက်ချင်မှာအုပ်စုဘက်အနိုင်ကျင့်သလိုလုံနေတာတွေကိုအေးအေးဆေးဆေးနေကျင်တဲ့တာမန်ပြူတွေခံနေရတာတွေရှိတယ်။အဲ့လိုကိစ္စတွေကကို့အပေါ်တောင်းရောက်လာပါပြီ။တက်နိုင်သလောက်တော့တက်မှတ်ပေးရမှာပါ။ ကျန်ခရီးကဥခင်ကြီးကတော့သူပြောတဲ့အတိုင်းမဖြစ်တော့ရင်တောင်လက်သီးနဲ့ဒိုးခံရမှာမဟုတ်ပါဘူးအစိုးရဖြစ်သွားရင်အနာတော်ကက်လို့ရမှာမဟုတ်ပါဘူးရက်ကွက်တဲ့ပလိကျထားတာတော့ပြည်လည်အောင်ပြန်မဖြစ်ရှင်းရင်ဘလို့ဆက်လို့ရမလဲမပြောတတ်ဘူးအားလုံးသိအောင်ဒီပိတွေကနေရေးပြရမလားတရားရုံးထိရောက်မလားတသည့်ပညာမနေသာလက်စွမ်းပြရမလားမသိဘူးပေါ့လေ လုံပိုင်ခွင့်ရတဲ့အချိန်စိတ်ကြိုက်စီကံဥပဒေထုတ်ပြီးအုပ်စုဘက်အနိုင်ကျင့်တာမျိုးမဖြစ်ဖို့လိုပါတယ်။ကိုရီကမတရားတာဆိုငြိမ်မနေတတ်ပါဘူး။သဘောလဲကောင်းတယ်လက်သီးလဲပြင်းပါတယ်။ပေါင်းရတွေပြောပြီးအနိုင်ကျင့်တာတွေမခံကျင်လို့ဆန္ဒပြတာတွေဖြစ်လာတာဆိုတာတော့မမေ့ကြပါနဲ့ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့အားလုံးကိုအတူပဲကျေးဇူးတင်ပါတယ်။ကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျာ။ မိတ်ဆွေများရဲ့တင်ပြယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာရိုင်းဆိုင်မှုမှာကွန်မန်မှာဝင်ရောက်ရေးသားဆွေးနွေးအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခန့်မောင်ပါ